ရမသောသတင်းတပုတ်အနေနဲ့ LND အစိုးရကဒီမိုကရေစီစနစ်ကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့မှုကိုစစ်တပ်ကပြန်လည်တိဆောက်ပေးနေဟုအကြံဖက်ဇော်မင်းထွန်းပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒေါ်လန်စုကြည်ဦးဆောင်တဲ့ LND အစိုးရကဒီမိုကရေစီစနစ်ကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့မှုကိုစစ်တပ်ကပြန်လည်တိဆောက်ပေးနေကြောင်းအကြံဖက်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူအကြံဖက်ဇော်မင်းထွန်းကပြောဆိုပါတယ်။ယနေ့စစ်တပ်ရဲ့လက်ကင်တော့ဝါဒဖြန့်သတင်းစာများမှတစ်ဆင့် အကြမ်းဖက်ဇော်မီထွန်းကထိုတုတ်ပြောဆိုလာခြင်းဖြစ်ပါလေ။ LND အစိုးရနဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က2020ရွေးကောက်ပွဲကျင်းပခဲ့တော့လေမဲပေးပိုင်ခွင့်ရှိသူက38တန်းခန့်ရှိသည့်အနက်မဲမတမာမှုဖြစ်နိုင်တဲ့အရေအတွက်က10တသမ4တန်းခန့်ရှိခဲ့ကြောင်းအစိုးရကိစ္စကိုဖြေရှင်းပေးရန်အကြိမ်ကြိမ်တောင်းဆိုခဲ့တော့လေထွတ်တော်ခေါ်ယူ၍အစိုးရဖွဲ့ရန်အတင်းအဓမ္မဆောင်ရွက်ခဲ့သည့်အတွက်စစ်တပ်ကအာဏာသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ်မဲမတမာမှုဖြစ်ခဲ့တာကို ခြေရှင်းမပေးပဲနိုင်ငံတော်အာဏာကိုတမနီးနဲ့ရယူဖို့စ조사ခဲ့တဲ့ NLD အစိုးရနဲ့သူတို့အဖွဲ့စည်းပေးထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကသာပြည်သူလူထုတရက်လုံးနဲ့နိုင်ငံတော်ရဲ့စစ်မှန်တဲ့စီကံပြေးွားတဲ့ပါတီစုံဒီမိုကရေစီစနစ်ရှောက်လန်းမှုကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့ခြင်းသာဖြစ်ပါတယ်ပြည်သူတွေလိုလားတောင်းတခဲ့တဲ့ဒီလိုဖျက်ဆီးခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကဒီစနစ်ကြဆွာပြန်လည်တိဆောက်ပေးနေခြင်းဖြစ်တယ်လို့ကျမ်းပတ်ဇော်မင်းထွန်းကပြောဆိုပါတယ် လက်ရှိအချိန်မှာရွေးကောက်ပွဲနဲ့ပတ်သက်၍ကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုများရှိတော့လဲမိဖက်နိုင်ငံများကအတိမတ်ပြုထားကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကပဲဖန်တီးပိုင်ခွင့်ရှိပါတယ်မြန်မာအရေးကိုရွေးကောက်ပွဲမဲပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအတိမတ်ပြုဆုံးဖြတ်ရပါမယ်ဒါဆိုရင်လုံလောက်နေပြီဖြစ်တယ်လို့ချမ်းဘတ်ဇော်မင်းထွန်းကပြောဆိုပါတယ်မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲအပေါ်မိဖက်နိုင်ငံများရဲ့ထောက်ခံမှုများအခိုင်အမာရရှိထားပြီးဖြစ်ကြောင်း မဲမတမမှုများမရှိသေးရခင်မင်းဤပညာသုံး MEVM စက်များကိုလည်းအသုံးပြုထားကြောင်းထို့ကြောင့်ရွေးကောက်ပွဲမှာထွက်ပေါ်လာတဲ့လွှတ်တော်ကဂုံတိတ်ခါရှိတဲ့လွှတ်တော်တရက်အဖြစ်ကဘာကိုရှာပြနိုင်ပြီဖြစ်ကြောင်းဇော်မင်းထုံးကပြောဆိုပါတယ်ခမောနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲအတွက်နမကျော်ဆိုတော်မြတ်ဝါရဖြန့်ခိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂျမ်ဘတ်စစ်တပ်ကပြုလုပ်နေတဲ့အတူရောင်ရွေးကောက်ပွဲအတွက်ဆိုတော်မြတ်ကိုစစ်တပ်ကခေါ်ယူဝါရဖြန့်ခိုင်းနေရရှိကြောင်းသိရှိရပါတယ်။ စစ်တပ်ကဆိုတော့အောင်လဝေလဖိုးကရဲရဲအောင်အောင်ထက်ဖြိုးမြအောင်ခန်းနေတာနင်းနီခင်းတော့မိစန်နဲ့ရှမ်းမြင့်မောင်ရှူဝေလတန်နဲ့အိမ်ရှက်အေးမြဖြူနဲ့လိန်မော်တီတော့ကိုခေါ်ယူခဲ့ပြီးစစ်တပ်ရဲ့ရွေးကောက်ပွဲထောက်ခံတော့လှုပ်ရှားမှုများတွေရွေးကောက်ပွဲထောက်ခံတဲ့စာသားများရွတ်ခိုင်းခဲ့ခြင်းဖြစ်ပါတယ်ထို့ပြင်ဆက်လက်၍အဆိုတော်များအားလုံးကိုထိုတို့ခေါ်ယူရိုက်ကူးခိုင်းမည်ဟုစစ်တပ်ကတရားဝင်တရင်ထုတ်ပြန်ထားပါတယ်အဲဒီအပြင်ကိုင်းသာရေးဆက်ပြီး မိုးရံစုံလမ်းစုရီစုဒရနာမိုင်တို့တရှင်းဆိုကထုံးကုကုရုံရုံနဲ့တန်တာတို့တယုတ်ဆောင်ထားတဲ့တူတူမဲသွားပေးကြဆိုတရှင်းကိုလည်းစစ်တလက်အောက်ခံရှန်နယ်များမှာထုတ်လွင့်နေပါတယ်စစ်တကတယုတ်ဆောင်များဆိုတော်များပါဝင်လူပညာရှင်များအားလုံးကိုမျိုးကောက်ဝဲထောက်ခံတဲ့လှုပ်ရှားမှုများအတွေ့မဖြစ်မနေပါဝင်ရန်ဒီအပိခိုင်းစေမှုများလှုပ်ဆောင်နေရှိကြောင်းသိရှိရပါတယ်စစ်တရဲ့ခေတ္တပိုင်းကိုဒုံဆိုင်မဲ့သူများမျိုးကောက်ဝဲဆိုင်ရန်အလိန်ညာဝါရဖြန့်ဇလန်းကိုလူမှုကွန်ရက်မှတစ်ဆင့်ဝေဖန်တည်ဟုဆိုကဒါရိုက်တာမိုက်တီခေါ် တန်းထုံးစောဇက်ပုတ်တယုတ်ဆောင်ကျော်ဝင်းထုတ်ကော်ကျော်မင်းထုတ်နဲ့ဟာတာတယုတ်ဆောင်အုံတိုင်းခေါ်ဇော်မြင့်ဒါရိုက်တာအောင်ရှမ်းလူဒါရိုက်တာတက်လွင်ခေါ်ဇမြူထုံးတက်လွင်တို့ကိုစစ်တကဖမ်းဆီးခဲ့ပြီဖြစ်ကြောင်းသတင်းရရှိပါတယ်မြောင်းနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မုံရွာနဲ့စကိုင်းတိုင်းတို့မှာစစ်တပ်စစ်ကြောင်းနဲ့ရင်တန်းကိုတိုက်ခိုက်မှုစစ်သားများထိခိုက်ဒေဆုံးမှုများစစ်တပ်ကနေအိမ်များကိုပြေရှို့ဖျက်ဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းမုံရွာမြို့နယ်ကျမ်းပတ်စစ်တပ်စစ်ကြောင်းကိုကြားပြတိုက်ခိုက်ရာစစ်သားများထိခိုက်မှုများပြား၍လက်နက်ကြီးများစက်တပ်လေထိများဖြင့်ပြစ်ကူယူက ပြန်ဆုတ်သွားကြောင်ဗုဒ္ဓရှင်မျိုးနဲ့တပ်ပေါင်းစုစစ်ကြောင်စစ်ကြောင်မှုကြွက်ကလေးကပြောဆိုပါတယ်လိုဝင်ပါလား၁၀ရက်နေ့နနက်၈နာရီ30မိနစ်ခန့်မှာဝုံရွာမျိုးနဲ့တာစီရွာမှာကျောက်စစ်ပုံအမြောက်တပ်ကိုပြန်ဆုတ်လာတဲ့အင်အား၈စခန်းပါစစ်တပ်စစ်ကြောင်ကိုတော်လန်ရင်တပ်ဖွဲ့များကဒန်းပင်နေရွာကိုးပင်ရွာနဲ့ထန်းပင်လာရွာအနီးတို့မှာကြားပြတ်တိုက်ခိုက်ခဲ့ကြောင်သိရှိရပါတယ်ထို့သောတိုက်ခိုက်မှုအတွင် ဂျာဘတ်စစ်တပ်ဘက်မှထိနာပြီးထိခိုက်မှုများပြား၍ကြောက်စစ်ပုံအမြောက်တပ်ကလက်နက်ကြီး၁၀လုံးကျော်ဖြင့်ပစ်ကူတိုက်ခိုက်ခဲ့ပြီးမုံရွာငမ်းမခါမှတက်လာတဲ့စစ်တပ်လေထီနှစ်စီးကလည်းလာရောက်ဘုံကျဲတိုက်ခိုက်သွားကြောင်းထို့စစ်တပ်စစ်ကြောင်းကိုလည်းကြောက်စစ်ပုံအမြောက်တပ်စစ်ကူများကတံပြားကကားများဖြင့်လာရောက်ခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။တာစီရွာကနေကြောက်စစ်ပုံအမြောက်တပ်ကိုပြန်ရောက်လာတဲ့အင်အား80ပါစစ်ကြောင်းကိုဂမ်ပလဲရွာကိုပင်ရွာနဲ့ထမ်းပင်လရွာအနီးမှာကျွန်တော်တို့ကြားပြတ်တိုက်ခိုက်ခဲ့ပါတယ်။စစ်ခွေးတွေဘက်ကထိခိုက်တိုက်စုံမှုကိုတော့အတိမ ပြုတ်နိုင်သေးပါဘူးတိုက်ပွဲဖြစ်ပွားတဲ့နေရာကိုအကြောက်စစ်ပုံအမြောက်ဘက်ကလက်နက်ကြီး၁၀လုံးကျော်ပစ်ကူတိုက်ခိုက်ခဲ့တယ်မုံရွာနာမခါကလည်းစက်တက်လေစီ၂စီးကဘုံကျဲတိုက်ခိုက်သွားတယ်စစ်ခွေးစစ်ကြောင်းကိုတော့ကြောက်စစ်ပုံတက်ကနေတက်ကူတွေလွတ်ပြီးတံမြားကကားတွေနဲ့လာရောက်ခေါ်ဆောင်သွားတယ်လို့ဘူးတတင်မျိုးနဲ့စက်ပေါင်းစုစစ်ကြောင်းစစ်ကြောင်းမှုကြွက်ကလေးကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုဘူးတတင်မျိုးနဲ့တပ်ပေါင်းစုစစ်ကြောင်းမုံရွာမျိုးနဲ့တိုက်နေငါးနဲ့မုံရွာခရိုင်တည်ရင်ဆက်ချတို့ကပူပေါင်းလှောက်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ကလားတို့စကိုင်းတိုင်းစကိုင်းမျိုးနဲ့မုံရွာမန္တလေး းလမ်းမပေါ်မှာစစ်ရင်တန်းကိုလုံခြုံရေးယူပေးနေတဲ့စစ်သားများဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားတေဦးတေဆုံးခဲ့ကြောင်းလင်းယုံကြီးတော်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဩဂုတ်လ23ရက်နေ့မှာသကိုင်းမြို့နယ်ကန့်တလူတိုးခဲ့အနေရှိကုန်းရွာကျေးရွာထိပ်ရေမြောင်းပေါင်ပေါ်မှာဘေးပတ်ပတ်လယ်မှာသကိုင်းမြို့တပ်မှ33မှ မုံညာမျိုးအရှိဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတို့သွားရောက်မဲ့ရင်တန်းအားလုံခြုံရေးပြူပေးနေတဲ့စစ်သား20ခန်းအားအလေးအငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား10ဦးတိတ်ဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရှိရပါတယ်။စစ်ကြောင်းထိုးဖို့မုံညာနာမခကိုပို့တဲ့စစ်သားတွေပါတံပြားကကား9စီးနဲ့ပို့တာအဲ့ဒီဂါဒန်းကိုလုံခြုံရေးယူပေးဖို့စောင့်နေတဲ့စစ်ခတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။အင်တာနက်လိုင်းအခက်ခဲကြောင့်အခုမှထုတ်ပြန်ရခြင်းဖြစ်တယ်လို့လင်းယုံကြီးတော်ပြောကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းတိတ်ဆုံးသွား တဲ့စစ်ကောင်စီတပ်သားများထံမှလက်နက်ကောက်ယူရန်ကြိုးစားခဲ့တော်လဲကန်တလူတိုးကိမ်းမှစစ်သားများစစ်ကူရောက်ရှိလာသောကြောင့်ကောက်ယူနိုင်ခြင်းမရှိဘဲပြန်လည်ဆုတ်ခွာခဲ့ရကြောင်းအဆိုပါတိုက်ခိုက်မှုကိုလင်းယုံကြည်တော်ပြောကြားတပ်ဖွဲ့မှရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းထို့သို့တိုက်ခိုက်ခံရမှုကြောင့်အကြမ်းမဲ့စစ်သားများကလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ကကုန်းရွာရှိပြည်သူနေအိမ်နှလုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်းဒင်းရရှိပါသည်။ နောက်ထပ်သတင်းတပုတ်အနေနဲ့ဇလင်းနဲ့တာယာဝတီမြို့နယ်တို့မှာစစ်မှုထမ်းအပတ်စဉ်19အတွက်လူငယ်30နီးပါးစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကွေးတိုင်းစလင်းမြို့ပေါ်ရက်ကွက်များနဲ့ကျေးရွာများကိုချမ်ပတ်စစ်တပ်ကဝင်ရောက်စီးနှင်းပြီးလူငယ်25ဦးကိုပေါ်ရဆွဲဖမ်းဆီးသွားကြောင်းပြည်သူညီနောင်စလင်းတသတင်းတောင်းဝန်ကကိုပြည်သူကပြောဆိုပါတယ်စလင်းမြို့ပေါ်ရက်ကွက်များနဲ့ကျေးရွာများကိုချမ်ပတ်စစ်တပ်ကဝင်ရောက်စီးနှင်းပြီးလူငယ်25ဦးကိုအထမပေါ်ရဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းထိုချမ်ပတ်စစ်သားများပေါ်ရဆွဲဖမ်းဆီးခဲ့တဲ့လူငယ်25ဦးကအသက်20အရွယ်အသက်35နှစ်အရွယ်အတွင်းရှိလူငယ်များဖြစ်ကြောင်းထို့သို့ပေါ်ရဆွဲဖမ်းဆီးသွားခဲ့သူများမှ16ဦးကိုစ စ်တင်တန်းကြောင်းတို့ပို့ဆောင်လိုက်ကြောင်းသိရှိရပါတယ်။ဂျန်လုံရဲ့ကိုးကိုအချမ်းပတ်စစ်သားများကမိသားစုထံအကြောင်းကြားပြီးငွေကျပ်သိန်း၁၀၀ဖြစ်ပြန်လဲရွေးထုတ်ခိုင်းသောကြောင့်မိသားစုများကလာရောက်ရွေးယူသွားကြောင်းသိရှိရပါတယ်။စစ်ခွေးတွေပေါ်တာဆွဲဖမ်းဆီးတာကတော့လူငယ်25ဦးရှိတယ်။မြို့ပေါ်ဆိုရင် land wall ထိပေါ်တာဝင်ဆွဲတယ်။စလင်းမြို့နဲ့ဆိုရင်ကျေးရွာတက်ကိုဝင်ရောက်ပြီးလူငယ်တွေနေထိုင်တဲ့အိမ်တွေပေါ်အထိတဆွဲတယ် စစ်ခွေးတွေဖမ်းဆီးသွားတဲ့လူငယ်25ဦးတည်းကလူငယ်9ဦးကိုတရားဖို့တိမ့်တရားအထိပေးပြီးပြန်ရွေးရတယ်လို့ကြားတယ်။ကြံတဲ့လူတွေကိုစစ်တင်တဲ့အကြောင်းကိုပို့လိုက်တယ်လို့သိရတယ်လို့ပြည်သူညီနောင်စလင်သတင်းတော့တောင်းကန်ကပြောဆိုပါတယ်။ဗလာတို့ဘကိုးတိုင်းတာယာဝတီမြို့နဲ့30မြို့အတွင်းမှာလည်းကျမ်းမစစ်တပ်ကစံစက်မှပြန်လာတဲ့လူငယ်9ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူများကပြောဆိုပါတယ်။နိုဝင်ဘာလ9ရက်နေ့ညနေ6:00နာရီခန့်အချိန်30မြို့နောက်ရေတွင်းကုန်းကျေးရွာအတွင်းကိုကျမ်းမစစ်တပ်ကဝင်ရောက်စီးနှင်းပြီးစံစက်မှအလုဆင်းပြီးပြန် ံလာတဲ့လူငယ်နှုတ်ကိုစစ်သားများကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသိရှိရပါတယ်ထို့သောဖမ်းဆီးခံရတဲ့လူငယ်နှုတ်ဟာဝင်းဝင်းနဲ့အရှိကံလူကန်းသားများဖြစ်ပြီးအနောက်ရေရင်းကုန်းရွာမှာမောင်ကိုရှင်းနဲ့အငယ်လေးဆိုသူတို့ဖြစ်ကြောင်းသိရှိရပါတယ်၃၀မြို့အနောက်ရေရင်းကုန်းကျေးရွာမှာစံသက်ဆင်းပြီးပြန်လာတဲ့လူငယ်နှုတ်ကိုစစ်ခွဲတွေကပေါ်တာဆွဲဖမ်းဆီးသွားတာဖမ်းဆီးခံရတဲ့လူငယ်နှုတ်ကတော့တနေ့လုံးမှတနေ့စားရတဲ့အရှိကံလူကန်းသားတွေပါလို့ဒေတာကန်တို့ကပြောဆိုပါတယ်ဂျမ်မတ်စစ်တပ်ကယခုနိုဝင်ဘာလအတွင်းစစ်မှုထမ်းအပတ်စဉ်၁၉ကိုဖွင့်လှစ်သွားမှာဖြစ်ပြီးနိ ိုင်ငံတဝန်းမှလူငယ်များကိုအကြမ်းဖက်ပေါ်တာဆက်ဖမ်းဆီးမှုများတောက်လျှောက်ဆိုသလိုလှုပ်ဆောင်နေကြောင်းစုံတမ်းသိရှိရ။ခင်ဗျာ